ရှမ်းတောင်ရှမ်းကုန်ကုန်ပစ္စည်းတင်သွင်းတင်ပို့မှုကို MACCS စနစ်ဖြင့်ပြောင်းလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှခင်းကမန်ယူရယ်စနစ်နယ်ဆောင်ရွက်လျက်ရှိတဲ့ရနောင်းရှန်ကုန်းကုန်ပစ္စည်းတင်သွင်းတင်ပို့မှုကိုယနေ့မှစတင်ကား MACCS စနစ်နယ်ပြောင်းလဲဆောင်ရွက်မှာဖြစ်တယ်လို့အကောက်ခွန်ဦးစီးဌာနမှသိရပါတယ်။ ရှနောင်းရှန်ခုံကုန်ပစ္စည်းတင်သွင်းတင်ပို့မှုကိုကုန်သွယ်မှုနှင့်ကုန်စည်စီစဉ်မှုမှန်ကန်မြန်ဆန်စေရေးအတွက်နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနှင့်ကုန်သစ်သားစနစ်အသုံးပြုပြီးပို့ကုန်သွင်းကုန်လုပ်ငန်းလုပ်ငန်းစဉ်ကို2024ခုနှစ်ဇွန်လမှစတင်ကမန်နျူရယ်စနစ်နဲ့ဆောင်ရွက်ခွင့်ပြုခဲ့တာဖြစ်ပါသည် ယနေ့အော်တိုဘားလတရက်မှစတင်ကအလိုလျောက်ကုန်စည်လွှဲပြောင်းသက်ယူခွင့်ပေးပို့စနစ် MACCS စနစ်နဲ့ဆောင်ရွက်သွားမှာဖြစ်တာကြောင့်ပူကုံအတွင်းကုန်ကြီးညာလွှာတင်သွင်းသူတွေဟာကြီးညာလွှာမှာမိမိတို့တင်ပို့တင်သွင်းမှုနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုမပြတ်မကွက်ဖြည့်ဆွက်ရမယ်လို့သိရပါတယ်ရှင်။